အခုရက်ပိုင်းမှာမြူထူများဆိုင်းဖို့ရှိတဲ့အတွက်ရေချောင်း၊ကုန်းချောင်း၊လေချောင်း၊ခီးသွွားတွေသတိပြုသွားလာကြဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါဗါးဟုတ်ဒီမှာ ဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner လာမယ့်နိုဝင်ဘာလ17ရက်နေ့နက်ပိုင်းမှာ ARD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတောင်ပိုင်းဘူးတိုင်းရှေ့ပိုင်းအနောက်ပိုင်းရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊စကိုင်းတိုင်းထပ်ပိုင်းကရင်ပြည်နယ်ချင်းမီနယ်တို့မှာနနက်9နာရီခန့်အထိမြူများဆိုင်းနိုင်ပါတယ်။ရန်ကုန်တိုင်းနဲ့ ARD တိုင်းမှာတော့မြူထူဆိုင်းတဲ့ area တွေပုံမိုကျပြတ်နိုင်တယ်လို့ဆိုပါတယ်။မနက်စောပိုင်းမှာမြူထူတွေဆိုင်းနေမှာဖြစ်တဲ့အတွက် ကုန်းလန်းခီးသွားမဲ့မော်တော်ယာဉ်တွေရေလန်းခီးသွားမဲ့သင်္ဘောဆက်လီတန်မှန်တဲ့ရေယာဉ်တွေလေချောင်းခီးသွားမဲ့လေယာဉ်တွေဟာနိုဝင်ဘာလ12ရက်ည10:00နာရီခန့်မှာနိုဝင်ဘာလ13ရက်နနက်အစောပိုင်းချိန်တွေထိတတိပြုဖို့တတိပေးထားပါတယ်။နိုဝင်ဘာလအတွင်းမှာတော့ပိုအေးနိုင်တဲ့ဒေသတွေနဲ့မြူပိုကျနိုင်တဲ့ဒေသတွေရှိနေတယ်လို့ဝိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနိုဝင်ဘာလပြန်ပြပူချိန်ရဲ့ တ္တမ5ဒီဂရီဆဲလ်ဆီယက်နဲ့အောက်လျော့နေနိုင်တယ်လို့ဆိုပါရယ်မန္တလေးတိုင်းပဲခူးတိုင်းနောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာနိုဝင်ဘာလပြန်ပြအပူချိန်ရဲ့တ္တမ5ဒီဂရီဆဲလ်ဆီယက်နဲ့အထက်ပိုနိုင်ကနေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းရှေ့ပိုင်းစကိုင်းတိုင်းအေရီတိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနိုဝင်ဘာလရဲ့ပြန်ပြအပူချိန်ခန့်တာရှိနိုင်တယ်လို့ဆိုပါရ တယ်။မြူးအခြေအနေကတော့စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ၄ရက်မှ၆ရက်ခန့်နေပြီးတော့ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်း၊ဧရာဝတီတိုင်း၊တနင်္လာရီတိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်တို့မှာတရက်ကနေ၃ရက်ခန့်နနက်ပိုင်းမှာမြူးထူတွေစိုင်းနေလို့အားလုံးသတိပြုနေထိုင်ကြဖို့သတိပေးထားပါတယ်။